ီတကောက်တော့တရုတ်ဘုံကျောင်းရဲ့မင်္ဂလာပွဲတွေညစာစားပွဲတွေမှာဒါစားရလေးရှိတယ်ကြက်ကောင်လုံးထဲမှာကောင်းကြီးထည့်ပြီးတော့กินထားတဲ့ကြက်ကောင်လုံးกินကောင်းကြီးအစာတို့ကိုကျွန်တော်လုတ်ပြมาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုလုတ်ပြမလဲဘယ်လိုမျိုးလေးအရသာရှိအောင်กินပြမလဲဆိုတာကိုကျွန်တော်တို့စက်ကြည့်ပေးကြပါဦးခင်ဗျာဒီစားစာလေးကအရသာရှိုံနေမဟုတ်ဘဲနဲ့ကျွန်တော်ကောင်းကြီးမထည့်ဘဲနဲ့ကြက်ကောင်လုံးကိုပဲဒီလိုခဲဘက်ကလေးနဲ့ဒီလိုလေးกินတယ်လို့လို့ပေါင်းတယ်လို့လို့လေးလုတ်စားလို့ရှင်ရင် အဟာရလည်းဖြစ်စေပါတယ်အားလည်းရှိစေပါတယ်ခင်ဗျာဒီကနေပြီးတော့ကြက်ရဲ့ထွက်လာတဲ့အရေလေးကလည်းကြက်ပောင်းရေလေးပါပဲဒီပါပါကျွန်တော်ဟိုတနေ့ကကြက်ကောင်ကြီးချက်ပြထားလေကြက်ကောင်ကြီးလေးပို့နေတော့ကျွန်တော်ဒီနေ့ကြက်ကလေးဝယ်ပြီးတော့ဘိုက်ထဲကိုကောင်ကြီးအစာတုပ်ပြီးတော့ကြက်ကိုကင်းမယ်အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာလေးကိုစက်ကြည့်ပေးကြပါဦးခင်ဗျာ အရင်ဆုံးဈေးရဝယ်လာတဲ့ကျွန်တော်ဒီဘမာချက်ကလေးကိုနှုတ်သီးတွေခြေဖျားတွေအကုန်လုံးဖြတ်ပြီးတော့အရင်ဆုံးရေဆေးတန့်ဆင်ပါမယ်ခင်ဗျာဒီအတွင်းထဲကိုလည်းတေချာလေးရေတေချာပြအောင်ဆေးပါမယ်ခင်ဗျာအတွင်းထဲကကျွန်တော်ဒီကြက်ရဲ့အဆုတ်တို့ပါတို့သွေးခဲတို့ပါတို့တွေကိုအားလုံးကိုတေချာပြအောင်လို့နှိုက်ဆေးပါမယ်ဒီလိုမျိုးလေးတေချာတန့်ဆင်သွားပြီဆိုတဲ့အခါအထဲရရေလေးတွေတေချာသွန်ပြီးသွားတော့ကျွန်တော်ဒီကြက်ကို အရသာနေပါမယ်ခင်ဗျာကျွန်တော်အရသာကိုပဲငင်မြိုင်အချီလေးထည့်ပါတယ် ဲငယ်မြိုင်အနောက်ထဲပါတဲ့အယောင်အတွက်ပါအချိုမုတ်အနေငယ်တကြားနေငယ်စားနေငယ်ထည့်ပြီးတော့ကျွန်တော်ဒီအရင်နဲ့တေချာနှက်ဆက်အောင်နေပြီးတော့ကျွန်တော်တေချာနှက်ထားပါမယ်ကျွန်တော်ဒီ byte ထဲကိုလည်းကျွန်တော်အရသာလေးတေချာတုပ်လင်းပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီကိုယ်တိုင်စားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လက်နဲ့ပဲတေချာလေးအရသာစိတ်ဝင်အောင်နေပါတယ်။အော်ဒီနေရာမှာကြာကျွန်တော်တို့ကဒီဒူးစစ်ယိုးနေရာလေးကိုကျွန်တော်တို့ကချိုးထားပါတယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကြက်ရဲ့ အထဲကိုထည့်ပြီးတော့ဒီခြေထောက်နဲ့ပြန်ပိတ်တဲ့အခါမှာကျွန်တော်အလိုက်တင်လေးပေါ့နော်ဒီလိုမျိုးဖြစ်အောင်ကျွန်တော်ချိုးပေးရတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ချက်ထားတဲ့ကောင်းချင်းမနဲ့တနဲ့အခြေအနေမှာကျွန်တော်ထည့်ပြီးပေါင်းမှာဖြစ်ပါတယ်။ဟောထည့်မဲ့ပမာဏလေးကိုကျွန်တော် ခွဲပြီးတော့ဖယ်ထားတာပါ။ကျွန်တော် ဒါလေးကအခုစပြီးတော့ထည့်တာဖြစ်ပါတယ်ကျွန်တော်ဒီကြက်သေးကိုတေချာဟိုးရင်မုံနာအထဲထီရောက်အောင်လို့ကျွန်တော်တို့ဒီရောင်းမာလေးနဲ့တေချာလေးထိုးထည့်ပြီးတော့နေရာလွတ်မရှိတော့အောင်လို့ကျွန်တော်တေချာလေးထည့်ရမှာဖြစ်ပါတယ်အထဲထဲကိုကြက်ဥချောင်းမိုးကြက်တော် ကြက်ဥအကုန်လုံးထည့်ပါတယ်အော်ဒီအခြေအနေလေးဖြစ်သွားပါပြီခင်ဗျာ တော့ဒီလိုခြေနေလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီကြက်အဖင်ပေါက်ကလေးကိုပိတ်ဖို့အတွက်ကျွန်တော်ဒီအောက်ကအရေပြားလေးတွေကိုအပေါက်ဖောက်ပြီးတော့ကျွန်တော်နှီးချိုးလေးထည့်ပါတယ်ဒီနှီးချိုးလေးနဲ့ကျွန်တော်ခြေထောက်နှစ်ဖက်နဲ့တေချာလေးဒီကောင်းရင်းပြန်မထွက်အောင်ပိတ်ပြီးတော့ကျွန်တော်နှီးလေးနဲ့တေချာပတ်ပြီးတော့နှီးလေးတေချာလေးတုတ်ထားပါမယ်ဒီလိုမျိုးလေးဆိုရင်ကျွန်တော်ကောင်းရင်းလေးကလုံသွားပြီးတော့အထဲထဲမှာကြက်ရဲ့အပူအငွေလေးနဲ့ပေါင်းထားပြီးသားဖြစ်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ ချက်ကလေးကိုကျွန်တော်ပေါင်းဖို့အတွက်ကိုခဲဘက်ကလေးကျွန်တော်ခဏနေရင်ပြင်ဆင်ရမှာဖြစ်ပါတယ်အကောင်လိုက်ကလေးပေါင်းရင်တော့ကျွန်တော်ခဲဘက်မခံမဲ့အကောင်လိုက်ပေါင်းရင်တော့ကျွန်တော်အပေါ်အသားလေးတွေက6တက်6တက်ပါတယ်ခင်ဗျာတော့ခဲဘက်ခင်းမိသွားတဲ့အခါမှာကျွန်တော်ခုနကရေလေးကိုအရေလေးကိုကျွန်တော်ပြန်တုပ်ပါတယ်တုပ်ပြီးသွားတဲ့အခါကျွန်တော်ခဲဘက်ကလေးနဲ့တည်တည်ချာချာလုံးဝအုပ်ပြီးတော့ကျွန်တော်အာဘန်နဲ့ကျွန်တော်ကင်းမှာဖြစ်ပါတယ် ျွန်တော်ကတော့အာဘန်ကိုအာအချိန်က45မိနစ်ကျင်ခဲ့ပါတယ်ကျွန်တော်မီးအပူချိန်ကတော့ အပေါ်မီး180အောက်မီး180နဲ့မိနစ်45မိနစ်ကြာအောင်လို့ကျွန်တော်ကျင်ခဲ့ပါတယ်ခင်ဗျာ45မိနစ်ကြာတဲ့အခါမှာကျွန်တော်တစ်ချက်ပြန်လာပြီးတော့ထုတ်ပြမှာဖြစ်ပါတယ် 45မိနစ်ပြည့်သွားတဲ့အချိန်ဒီမှာကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတာလေးကိုကျွန်တော်ဖွင့်ပြပေးပါမယ်။ဟောဒီမှာပါအခုဒီလိုမျိုးအချိန်လေးမှာကျွန်တော်ဒါလေးကိုကျွန်တော်ကြက်မကြက်ဘယ်လိုဆိုင်းရလဲဆိုတာလေးကိုလည်းကျွန်တော်ပြပေးပါမယ်ခင်ဗျာ။ ဒီအခြေအနေလေးမှာအာဗန်နဲကထုတ်လိုက်ပြီဆိုတဲ့အခြေအနေမှာခရေကမွေးကြိုင်ပြီးတော့စားကျင်စိတ်ကတဖွားဖွားဖြစ်နေပါပြီ။တော့ကြက်မကြက်ကိုဒီလိုမျိုးအသားလေးတွေကိုတူလေးနဲ့ထိုးကြည့်ပြီးတော့ကျွန်တော်ဒီလိုမျိုးပောက်ဝင်သွားပြီဆိုတာနဲ့ဒါကကျွန်တော်ကြက်ပြီလို့ခေါ်ပါရခင်ဗျာ။မကြက်သေးဘူးဆိုရင်အသားတဲကိုဒီလိုမျိုးပောက်ဝင်မသွားဘဲနဲ့တင်းခံနေပါရခင်ဗျာ။ဟောဒီခြေနေလေးဆိုရင်တော့ကြက်ပါပြီ။စားဖို့အတွက်အစင်းနစ်ဖြစ်ပါပြီခင်ဗျာ။အောက်မှာကြက်ပောင်းရေဆူဆူလေးနဲ့ရှယ်ပဲဗျာ။ ညီမပါကျွန်တော်ဒါကြက်နဲ့အထဲမှာကောင်းကြီးထည့်ကင်တာလေးရပါပြီဘေးမှာကြက်ရဲ့အချိုရည်လေးလည်းထွက်နေတာဆိုတော့ကျွန်တော်ဒါလေးအေးလို့ရှင်စားပြပါမယ်ခင်ဗျာပါပါလုံးဝမွှေးကြာပြီးတော့လေကျွန်တော်အရင်တော့ဆိုရင်တရုတ်ပုံချောင်းတွေပါနေမှာပဲစားရတာပေါ့နော်ဒါဖြီးလိုက်ပါမယ်မြီးလေးဖြီးလိုက်ပါ cho là xin video rồi lần này về xuyên lại bảo cho ta đi là núi tiểu nào Sao bỏng 라고 Yeah. ကျွတ်သားလေးတွေကလေးနူးပြီးနေရတယ်ခဲဘက်နဲ့ပေါင်းလို့ အဲ့တော့ကျွန်တော်ဆက်စားလိုက်ပါမယ်ဗီဒီယိုလေးကိုဒီနားမှာပဲဆုံးဖြတ်ခွင့်ပြုပါဗီဒီယိုဆုံးဖြတ်ကြည့်ရပြည့်တဲ့သူတို့ကြည့်ချင်တယ်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံးဖြတ်ပါမယ်အားလုံးပဲတတား